ဖြစ်တယ်လို့နေဖြစ်တယ်လို့စာဘွားကလေးကိုရှောင်းလန်းနေကြတဲ့ပုဂ္ဂိုလ်တွေကလောကမှာအများကြီးပဲအများကြီးဖြစ်သည့်အတွက်ကြောင့်ဘဝအရေးမှာ မျောလင်းချက်တွေဝေးပြီးတော့ကိုယ်သွားနေတဲ့လမ်းကိုအကောင်းထင်ပြီးသွားနေတော့လေအဆိုးနဲ့တွေ့တဲ့အဆိုးထင်ပြီးတော့နေတဲ့အရာတွေကလည်းအကောင်းဖြစ်ခြင်းဖြစ်နေတဲ့အဲဒါကြောင့်မို့လို့ဘဝတစ်ခုမှာဘယ်ဟာက အမှောင်လဲဘယ်ဟာကအလင်းလဲဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့အရေးကြီးတယ်ပေါ့ဒီလိုသိဖို့ဆိုတာတမာအဖြစ်ပြောမယ်ဆိုရင်လွယ်တယ်လို့ထင်ရသို့တော့ဒီအသည့်လေးကိုကဖျားပွဲ့တဲ့ခါမှရသော်ဘုရားဟောကြားမှ သိချရတာဖြစ်တယ်လွယ်လွယ်နဲ့သိနိုင်တာမဟုတ်ဘူးလောကလူဆိုပြီးတော့အသိဉာဏ်ရှိတယ်အုံတော်ရှိတယ်လို့ဒီလိုပြောကြပေမဲ့လို့လူတွေမသိတဲ့အရာကအများကြီးပဲဖြစ်တယ် မသိလို့ပဲလောကလူတွေဟာယုံမိယုံရယုံပြီးတော့ရှောက်မိရှောက်လှမ်းမိရလမ်းကိုရှောက်လှမ်းပြီးတော့နေကြအမှန်တရားဆိုတာ ਨੇ ဝေးကွာပြီးတော့နေကြလောကလူတွေဟာမျက်စိတဆုံးများသာခြေတက်ပြီးထိုမျက်စိတဆုံးရဲ့ဟိုဘက်မှာဘာရှိတယ်ဆိုတာသိနိုင်စွမ်းမရှိကြဘူးအဲ့သိနိုင်စွမ်းမရှိတာလောကမှာဖျားပွင့်လာလို့လောကကိုအလင်းအောင်ပေးလိုက်တဲ့အခါကျမှ လူသားတွေဟာအသိဉာဏ်ပေါ်ပေါက်လာတာဖြစ်တယ်။အဲဒါလို့မဟုတ်လို့ရှင် လူတွေဟာကဘာဥကလူသားတွေကိုပဲကြည့်လိုက်ကဘာဥကာလမှာတဘာဝအန္ဒီယကြီးတွေနဲ့ကြုံရတယ်ဒီကနေ့ခေတ်မှာလည်းတဘာဝအန္ဒီယကြီးတွေရှိနေတာပဲငရင်လှုပ်တာတို့နော်ဆူနာမီဒီလိုင်းကြီးတွေတက်လာတာတို့မုန်တိုင်းကြီးတွေကြာတာတို့တဘာဝအန္ဒီယတွေရှိတယ် အဲ့ဒီတဘာဝအန္တရာယ်ကြီးတွေဟာဘာကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာကို လူသားတွေဟာစဉ်းမြစ်ကိုမသိနိုင်ကြဘူးမသိတဲ့အခါကျတော့တကူရှင်ကြီးတွေရဲ့အစွမ်းတကူကြောင့်အခုလို့ဖြစ်နေတာလို့ထင်ရထင်ပြီးတဲ့အခါမှာတကူရှင်တွေကိုကြောက်တဘာဝအင်အားစုကြီးတွေချင်းချောင်းမှုကိုကြောက်ပြီးတော့လက်မြောက်အရှုံးပေးတဲ့ဘဝမျိုးကိုရောက်သွားကြတယ် နောက်ပိုင်းရောက်လာတဲ့အခါမှာလူတွေဟာအသိဉာဏ်တစ်ဖြည်းဖြည်းရလာတော့တဘာဝအင်အားစုကြီးတွေရဲ့အခြေအနေတွေကိုဘယ်လိုကာကွယ်ရမလဲဘာကြောင့်ဒီတဘာဝဘေးရန်ကြီးတွေဖြစ်ပေါ်လာတယ်ဆိုတာအတော်အတန်သိရှိလာကြတဲ့အခါမှာလူတွေဟာကြောက်ရွံ့ခြင်းတစ်ဖြည်းဖြည်းယောပါလာတယ်သို့တော်လည်းပဲလူတွေဟာကြောက်ရွံ့တဲ့အစွဲလန်းကိုကြည့်ပြီးတော့ကိုယ်ွယ်မိရကိုယ်ွယ်နေကြတဲ့ ထာဝရဘုရားလို့ဆိုတဲ့တကုရှင်တွေကိုအာကိုယုံကြည်နေတဲ့စိတ်ဆွဲလန်းမှုဟာ ခနေ့ထိမပြောင်းသေးဘူးပေါ့အားလုံးဟာဘုရားသခင်ရဲ့အလိုတော်ကြလို့ဆိုပြီးစိတ်ဆွဲလန်းမှုနဲ့လူတွေဟာလက်မြောက်ပြီးရှုံးပေးနေကြသေးတယ်မိမိဆန္ဒကိုရှေ့တန်းမတင်ဝန်သေးဘူးမိမိရဲ့လုံလဝီရိယတွေကိုရှေ့တန်းတင်မထားနိုင်သေးဘူး မိမိရဲ့အသိဉာဏ်တွေရဲ့စွမ်းပကားကို မသိကြသေးဘူး။အေးမြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့မှမြတ်စွာဘုရားကဒါတွေကိုရှင်းရှင်းလင်းလင်းသိပြီးတော့လောကမှာအကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးဆိုတာရှိနေတယ်။ဘာကြောင့်ဖြစ်တယ်ဆိုတာမြတ်စွာဘုရားက ရှင်းလင်းဟောကြားပြီးလူတွေရဲ့စွမ်းအားကိုယ့်ကိုထိန်းချုပ်နိုင်တဲ့စွမ်းဤတ္တိတွေအသိဉာဏ်တွေဟာ လူတွေမှာသာရှိတယ်ဆိုတာလူသာဗရာဏဆိုတဲ့မူဝါဒနဲ့ဟောပြောလိုက်တဲ့အခါမှာလူတွေဟာတန်ဖိုးရှိတဲ့လူသားဖြစ်လာအနည်းဆုံးဆိုလို့ရှိရင် လူတွေဟာတန်ဖိုးမဲ့နေတတ်တဲ့အနေအထားမျိုးရှိတယ်။တေချာစဉ်းစားကြည့်ရင်လူရဲ့တန်ဖိုးဟာဓမ္မကြီးမားတယ်။ဘာကြောင့်ကြီးမားလဲလို့ဆိုရင်ဟိုကောင်းကင်ဘုံကမြမာတွေတို့နတ်တွေတို့ထဲကနေဖျားဖြစ်နိုင်တာမရှိဘူးလေ။ဖျားဖြစ်တယ်ဆိုတာဘယ်ကဖြစ် လူသားတွေကပဲဖြစ်တယ်။အဲ့တော့လူရဲ့တန်ဖိုးဟာလွန်ကြီးမားတယ်လေ။အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဘယ်မှာပေါ်ထွက်တော့ဆိုလူလောကမှာပေါ်ထွက်။ဒီကလေးခေတ်လူတွေရဲ့စွမ်းဆောင်မှုတွေဟာလောကမှာကိုပဲကြီးမားတဲ့အောင်မြင်မှုတွေကိုရနေကြတယ်ဆိုတာအမတန်မှထင်ရှား။အဲ့ဒီကြီးမားတဲ့အောင်မြင်မှုတွေဟာတထတထသမ္မာပယောဂိဋ္ဌိလို့ခေါ်တယ်။ကိစ္စဝိစ္စဆောင်ရွက်တဲ့နေရာမှာ လုံလစွမ်းပကားတွေအသိဉာဏ်တွေကိုအသုံးချပြီးအောင်မြင်ကြည်ပွားနေကြဒီကနေ့ခေတ်မှာကြည်လောကီဘက်ကကြည်မယ်ဆိုရင်လူတွေဟာငှက်လို့အတောင်ပံတက်ပြီးတော့ကောင်းငင်ပြန်တဲ့ကောင်းငင်ပြန်နိုင်တဲ့ငှက်တွေလို့အတောင်ပံမပါပေမဲ့လို့လူတွေတီထွင်ထားတဲ့လေရင်တို့ဒုံးရင်တို့ကိုစီးပြီးတော့ကောင်းငင်ခရီးကိုသွားနိုင်နေကြတာဒါလူရဲ့စွမ်းပကားတစ်ခုလို့ပြောပါပဲ။ ရေထဲလဲငုံလျိုးနိုင်ကြတယ်လောကလူတွေရဲ့စွန့်ဤတတ္တိဟာအဗ္ဗဓမ္မကြီးမားလာတယ်လို့ဒီလိုပြောဒီစွန့်ဤတတ္တိလေးတွေဟာပြောပတ်လောက်တဲ့စွန့်ဤတတ္တိမဟုတ်ဘူးဘယ်စွန့်ဤတတ္တိရမှကြီးမားဆုံးလို့ဆိုလို့ရှိရင်ဘဝတန်တရာကြီးမှာမွေးဖွားလာလိုက်တဖြည်းဖြည်းအိုမင်းလာလိုက်နောက်ဆုံးသေဆုံးသွားရလိုက်ဆိုတဲ့ဒီ မွေးလိုက်အိုလိုက်သေးလိုက်ဆိုတဲ့ဒီတန်တရားဆက်ဝန်းကြီးကနေပြီးတော့ဘယ်လိုထွက်ရမယ်ဆိုတာလူသားတွေကဖះကနေပြီးထွက်ပေါက်ကိုရှာပြနိုင်ခဲ့တယ်ဗောတကောရှင်ပြမကြီးတွေတောင် ထွက်ပေါက်ကိုမသိခဲ့ကြဘူးမြတ်စွာဘုရားသခင်ကိုတော့ရှာပြတဲ့အခါမှာအေးတန်တရားဝဆင်းရဲ့အဆုံးသတ်တဲ့နေရာကို လူတွေဟာရှာဝေတွေးရှိထားကြတယ်အဲ့ဒါကိုပဲ နိဗ္ဗာန်လို့ခေါ်တာပဲနိဗ္ဗာန်ရောက်သွားပြီဆိုရင်မွေးဖွားခြင်းမရှိသည့်အတွက်ကြောင့်အိုမင်းခြင်းလည်းမရှိဘူးအိုမင်းခြင်းမရှိသည့်အတွက်ကြောင့်သေဆုံးရခြင်းဆိုတာလည်းမရှိဘူးအဲ့ဒါလို့ဖြစ်ဥနာသည့်တဏှာရဲ့ဝဆင်းရဲတွေလွတ်ကင်းရာကျင့်စဉ်ကြီးကိုနိလန့်တကြမြတ်စွာဘုရားကဟောပြောဆုံးမတော်မူခဲ့တာဒါတွေမကဘူးအေးတဏှာထဲမှာအစဉ်ပြေးနေအစဉ်ပြေးပြေး တန်တရာဝတ်တွင်းကမလွတ်ဖဲနဲ့တန်တရာထဲမှာအဆင်ပြေပြေနေကျင်ကြတယ်ဆိုလို့ရှိရင်လည်းပဲအဆင်ပြေစေနိုင်တဲ့နီလန်းတွေကိုမြတ်စွာဘုရားဟောပြောဆုံးမထားခဲ့သေးတာရှိတယ်။တန်တရာဝတ်ကလွတ်ချင်တဲ့ပုဂ္ဂိုလ်တွေအတွက်မင်္ဂန်နဲ့လမ်းကြောင်းတစ်ခုကိုဟောပြထားသလိုပဲတန်တရာဝတ်တွင်းမှာအဆင်ပြေနေသွားခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ဒါကိုလည်းမြတ်စွာဘုရားက ရှင်းလင်းဆုံးမထားတော့လောကမှာ ်လက်ဆောင်ဘုရားရဲ့စွမ်းပကံစွမ်းဆောင်မှုဟာအင်တမကြီးမားတယ်စဉ်းစားကြည့်အခုလိုညအခါရောက်လာတဲ့အခါမှာနေမင်းကြီးရဲ့လင်းရောင်ပျောက်သွားတယ်ပျောက်သွားသည့်အတွက်ကြောင့်ဘဝရှင်မရှိတဲ့အရာခသိန်းဟာမောင်းနေရောက်သွားတယ်မောင်းနေရောက်သွားသည့်အတွက်ကြောင့်လူတွေရဲ့ပဂရိမျက်စိနဲ့မြင်နိုင်စွာမရှိတော့ဘူး အဲ့ဒီလိုမြင်နိုင်သောမရှိတော့အမှောင်ထဲရောက်နေတဲ့လူသားတွေဟာမမြင်နိုင်တော့သလိုပဲရသော်ဘုရားပွဲ့မလာတဲ့အခါမှာရသော်ဘုရားဟောပြောတဲ့တရားဓမ္မကို မသိရတဲ့အခါလူလောကကြီးဟာမှောင်ကြနေတယ်လို့အကောင်းနဲ့ဆိုအကြောင်းနဲ့ကျိုးခွဲခြားသိနိုင်စွာမရှိဘူးရသော်ဘုရားပွင့်လာတာဟာအရှိလောကရကနေမင်းကြီးပေါ်လာတယ်လို့ပဲ လူတွေရဲ့ဘဝအလင်းတစ်ခုကိုထင်းထင်းရှားရှားကြီးပြသလိုက်တာပဲဖြစ်တယ်။အဲဒီလိုမြတ်စွာဘုရားဟောပြသွားတဲ့ဘဝအလင်းမှာဒုဒ္ဒတွေဟာဘယ်အခြေအနေရှိသလဲလို့ကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ဆုံးဖြတ်နိုင်အောင်ဒီဒေသနာတော်ကိုမှတ်သားနာယူထားကြဖို့လိုအပ်တယ်ပေါ့။